ခင်းချီတီဝဲလို့ရမရှိလို့တောင်သူတွေအရှုံးပေါ်နေပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာခင်းချင်းဒီလိုက်လိုက်ထွက်ရှိနေခြင်းဖြစ်ပေမဲ့ဝဲလွားမရှိတာကြောင့်ဈေးနှုန်းအဆမတန်ကျဆင်းမှုတွေဖြစ်ပေါ်နေတယ်လို့ရှမ်းပြည်နယ်အောင်ပန်းမြို့ကတည်တည်ပွဲရုပ်ပိုက်ရှင်တို့ကပြောပါရယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကခင်းချင်းဒီတပိတ်တာကို3000ကနေ4000ကျပ်လောက်ထိဈေးရရှိခဲ့ပေမဲ့ လက်ရှိမှာတော့ဒူဘိတာကို100ကျပ်လောက်တာ ပေါက်ဈေးရှိနေရပဲဖြစ်ပါတယ်။ခန်းချင်ဒီကမြေပြဲဘက်မှာလည်းထွက်ရှိနေခြင်းဖြစ်တဲ့အတွက်ရှမ်းပြည်နယ်အတွင်းကအင်းလင်းပင်လောက်စတဲ့ဒေတာတွေမှာတော့ဒူဘိတာကို900ကနေ100ကျပ်လောက်တာဈေးရရှိနေရကြောင်းစိုက်ကြိတ်ဆုံရှုံမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့တောင်သူတွေကဆိုပါတယ်။ဈေးကအဆမတန်ကျဆင်းနေပေမဲ့ခင်းချင်တီကကုံစိတ်တီနဲ့ဖြစ်တဲ့အတွက် ုတ်တိုးပြည့်စုံမှုတွေမဖြစ်ခင်ရရင်စီနဲ့အမြန်ထုတ်ရောက်ကြရတာဖြစ်တယ်လို့တောင်သူတွေကပြောကြပါဗျ